အားလုံးမင်္ဂလာပါအဝင်း channel မှာကြိုဆိုပါတယ်ကျွန်တော်အခုပြောပြမယ့်အကြောင်းအရာကတော့အုံနောက်အတွင်းသွေးစီးဆင်းမှု ကောင်းစေနိုင်တဲ့နီလန်ရှိခုဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်လူနာတွေမကြာခဏမေးတတ်တဲ့မိကွန်းတစ်ခုကတော့အုံနောက်ခဲကိုသွေးစီးဆင်းမှုတိုးတက်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့မိကွန်းမှာအုံနောက်ကျန်းမာရေးအတွက်သွေးလက်ပတ်မှုကောင်းမွန်ဖို့အလွန်အရေးကြီးပါတယ်ဘာလို့လဲဆိုတော့သွေးကအုံနောက်ဆဲတွေအလိုလိုဖို့လိုအပ်တဲ့အောက်ဆီဂျင်နဲ့ ာယဓာတ်တွေကိုပို့ဆောင်ပေးပြီးအငြိအကျေးတွေကိုဖယ်ရှားပေးလို့ပါပဲဒါဟာအုံနောက်ရဲ့အဝေးပြေးလမ်းမကြီးစနစ်လို့ယူဆနိုင်ပါတယ်တင်းရဲ့အုံနောက်ကခန္ဓာကိုယ်ရဲ့အရေးကြီးဆုံးအင်္ဂါအစိပ်ပိုင်းတစ်ခုပါ အုံနောက်တွေးလက်ပတ်မှုကောင်းနေမှတင်းရဲ့မှဉံအာယုံစုဆိုင်မှုနဲ့စွန့်ရင်ဒီကောင်းနေပါလိမ့်မယ်ဒါကြောင့်အုံနောက်တွေးလက်ပတ်မှုကောင်းစေမယ်နီလန်းတွေကိုရှင်းရှင်းလင်းလင်းနဲ့ရှင်းပြပေးပါမယ်နံပါတ်1ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ ခန္ဓာကိုယ်လှုပ်ရှားမှုကနှလုံးခုန်နှုန်းကိုညှန်းစေတယ်။ဒါကြောင့်အုံနှောက်ဆီကိုသွေးပုံမှုရောက်ရှိအောင်ကူညီပေးပါတယ်။သွေးနဲ့အတူအုံနှောက်အတွင်းလိုအပ်တဲ့အောက်ဆီဂျင်နဲ့အာဟာရတွေကို ရောက်ရှိစေပါတယ်။ဒီနေ့ကိုမိနစ်30လောက်ခတ်သက်သက်လမ်းလျှောက်ပါ။ရေကူးတာ၊စပိန်စီးတာ၊ယောဂလေ့ကျင့်ခန်းကိုအဆင်ပြေသလိုလုပ်ကြည့်ပါ။လေ့လာမှုများအရာပုံမှန်လေ့ကျင့်ခန်းလုပ်တာဟာမှန်ညာအာယုစုဆိုင်မှုနဲ့အုံနှောက်ကျန်းမာရေးကို မြင့်တင်ပေးနိုင်တာကို တွေ့ရှိရပါတယ်။နံပါတ်1ရေတက်ပြေဝအောင်နေပါ။တင့်ရဲ့သွေးဟာ90ရာခိုင်နှုန်းရေတက်နဲ့ဖွဲ့စည်းထားပါတယ်။ရေတက်ခန်းချောက်ရင်သွေးတွေဟာပိုပြစ်လာပြီး အုံနောက်အပါဝင်ခန္ဓာကိုယ်အနှံ့အပြားကိုသွေးစီစင်းမှုနှီးသွားပါတယ်။ရေတက်ခန်းချောက်ရင် အုံနောက်တုတ်နေတာနဲ့ခေါင်းကိုက်တာတွေဖြစ်စီနိုင်ပါတယ်။တနေ့ကိုရေ6ခွက်ကနေ10ခွက်လောက်တောက်ပေးပါ။တခွားသေးဖျဲသေးသေး လေမော်သီးလိုရေတက်များတဲ့အစားအစာတွေကိုစားပြေးပါ။နံပါတ်3အုံနောက်အားဖြည့်အစားအစာတွေစားပြေးပါ။အချို့သောအစားအစာတွေကတွေးစီစင်းမှုကိုကောင်းမွန်စေပါတယ်။ရောင်ရမ်းမှုကိုလျှော့ချပေးပြီးတွေးရောတွေကိုကျန်းမာစေပါတယ်။ Omega 3 fatty acid ပေါ်ကျွယ်ဝါတဲ့အစားအစာဖြစ်ကြတဲ့ Salmon က Chia seed တိကျသီးတို့ကိုများများစားပြေးပါ။ အနည်းအောင်ချောကလက် dark chocolate ကိုစားပေးပါ အုံနောက်သွေးစီးဆင်းမှုကို ကောင်းမွန်စေပါတယ် beetroot ကိုစားပေးပါသွေးကြောတွေကိုသဘာဝအတိုင်းကျယ်စီတယ် berry သည်လိမ္မော်သည်နှင်းနုနယ်ကို စားပေးပါစနွင်းဘုတ်ကိုစားပေးပါသွေးကြောတဲကရောင်ရမ်းမှုကိုချော့ချပေးပါတယ်ဒီအစားအစာတွေမှာဆန့်ကျင်ဓာတ်တိုးပစ္စည်းနဲ့ဗီတာမင်စီပေါကျွယ်ဝစွာပါဝင်ကြပါတယ်သွေးလက်ပတ်မှုကိုလည်းကောင်းမွန်စေပါတယ် နံပါတ်၄အသက်ပြင်းပြင်းရှူရှိုက်ခြင်းဒါမှမဟုတ်တရားထိုင်ခြင်းလုပ်ပေးပါဖြည်းဖြည်းနဲ့နည်းနည်းဆိုင်းဆိုင်းအသက်ရှူတာကသွေးထဲကအောက်ဆီဂျင်ကို များစေပါတယ်ပြီးတော့အာယုံရောစနစ်ကိုငြိမ်သက်စေကသွေးလက်ပတ်မှုကိုပြင့်တင်ပေးပါတယ်၄ခွန်၈အသက်ပြင်းပြင်းရှူသွင်းလေ့ကျင့်ခန်းကိုလုပ်နိုင်ပါတယ်၄စက္ကန့်အသက်ကိုနှာခေါင်းနဲ့ရှူသွင်းပါ9စက္ကန့်အသက်အောက်ထားပါ၈စက္ကန့်ပါးစပ်နဲ့အသက်ရှူထုတ်ပါဒါမှမဟုတ်ရင်လည်း ၄စက္ကန့်အသက်ပြင်းပြင်းရှူသွင်း၄စက္ကန့်ထိန်းတာ၄စက္ကန့်အသက်ရှူထုတ်တဲ့နီလန်းကိုလည်းလုပ်နိုင်ပါတယ်။တနေ့ကို7မိနစ်ခန့်တိတ်ဆိတ်စွာတရားထိုင်ကြည့်ပါ။9မိနစ်လောက်စိတ်အာရုံစိုက်ပြီးအသက်ရှူခြင်းပင်လင်စိတ်ကြည်လင်မှုကိုကောင်းမွန်စေပါတယ်။နံပါတ်5လေပင်နဲ့ပခုံးတို့ကိုနှိမ့်နေပါဒီနေရာတွေမှာတင်းမာနေတာဟာအုံနောက်စီကိုသွေးစီးဆင်းမှုကိုကန့်တတ်နိုင်ပါတယ်။ဂျီနွေးအဝတ် ဓမ္မမုတ်ညင်သာစွာနှိမ့်နယ်ပေးပါဥကောင်းရဲ့အောက်ခြေနဲ့ပခုံးတွေကိုဆက်ဝိုင်းပုံစံပုတ်တိုက်ပေးပါညအိယာမဝင်ခင်ဓမ္မမုတ် မနဲ့ပိုင်းမှာကိုယ့်ဘာသာကိုနှိမ့်နယ်ကြည့်ပါတင်းမာနေတဲ့ကြွက်သားတွေကိုဖြေလျော့ပေးတာကသွေးကိုကုန်းနှောက်စီကိုပုံမိုးလွတ်လပ်စွာစီစဉ်စေပါလေနံပါတ်6အေးအေးဝဝအိပ်ပါကောင်းမွန်စွာအိပ်ဆက်ခြင်းကအုံနောက်ကိုအစိတ်အတောက်တွေဖယ်ရှားပေးပြီး ွေးလက်ပတ်မှုကိုကောင်းမွန်အောင်ထိမ့်သိမ်းပေးပါတယ်။တ냐ကိုအရေးသွေးကောင်းတဲ့အိတ်ချိန်9နာရီကနေ6နာရီအတွင်းအိတ်တင်ပါတယ်။အိယာမဝင်ခင်ဖုန်းကွန်ပျူတာစတဲ့ဖန်သားပြင်တွေကိုမကြည့်ပါနဲ့။အိတ်ခန်းကိုအေးမြမောင်မိုက်ပြီးတိတ်ဆိတ်နေအောင်ထားပါ။အေးရေးမွားတာကအုံနောက်ထဲမှာရှိတဲ့အောက်ဆီဂျင်ကိုကန့်တက်ပြီးတွေးခေါ်မှုကိုနှိကွေးစေပါတယ်။နံပါတ်9ဆစ်လိတ်ဖြတ်ပြီးအရက်ကိုရှော့တော့ပါ စလိတ်မှာပါဝင်တဲ့နီကိုတင်းနဲ့အရက်အလွန်ကြုံတောက်တာကသွေးကြောတွေကိုကျင်းစေပြီးအုံနောက်စီသွေးစီးဆင်းမှုကိုလျှော့ချပေးပါတယ်စလိတ်ဖြတ်ပါဒါမှမဟုတ်စလိတ်ဖြတ်ရမှာအကူအညီဖြစ်စေတဲ့စလိတ်ဖြတ်ကတ်ခွာဒါမှမဟုတ် PK တွေကိုသုံးပါအရက်ကိုတနေ့ကိုတစ်ပက်နှစ်ပက်သာတောက်ပါဒါမှမဟုတ်ရင်လည်းအရက်လုံးဝဖြတ်ပါစလိတ်ဖြတ်လိုက်တာနဲ့ရက်တက်တစ်ပတ်အနည်းငယ်အတွင်းမှာပဲအုံနောက်သွေးစီးဆင်းမှုတိုးလာပါတယ် ံပါတ်၈စိတ်ပိုင်းဆိုင်ရာတက်ကြွအောင်နေပါအုံနောက်ကိုလေ့ကျင့်ပေးတာကတွေးစီးဆင်းမှုကိုအားပေးပြီးအုံနောက်ချိတ်ဆက်မှုတွေကို ခိုင်မာစေပါတယ်စာအုပ်တွေဖတ်ပါဘာသာစကားအစ်စ်ဒုရိယာစတာတွေလို့ကျွမ်းကျင်မှုအစ်စ်တစ်ခုခုကိုသင်ယူပါဘေဒီဓမ္မမဟုတ်အုံနောက်ဉာဏ်စမ်းဂိမ်းတွေကို ကစားပါဥပမာအားဖြင့်စူတိုကူ crosswalk ကိုကစားပေးပါ ုံနောက်ကိုများများသုံးလီလီသွေးပုံမိုလိုအပ်ပြီးပုံမိုရရှိလီပါပဲအခုပြောခဲ့တဲ့အထဲကသုံးလီချဲလောက်ကိုနေ့တိုင်းပုံမှန်လုပ်ပေးမယ်ဆိုရင် အုံနောက်အတွင်းသွေးစီးဆင်းမှုတိတိတသာ ကောင်းလာပါလိမ့်မယ်အုံနောက်သွေးလဲပမှုကောင်းနေမှသင်ရဲ့မှတ်ညာအာယုံစုဆိုင်မှုနဲ့စွမ်းအင်တွေတိုးတက်ကောင်းမွန်လာပါလိမ့်မယ် အစားဆုံးကြည့်ရှုအားပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်နောက်လောလောကူကြည့်ရှုနိုင်မှုလို့ subscribe ကိုဒီချိန်နေပြီးတော့ပါလို့မြတ်တာရက်ခံပါတယ်။ like နဲ့ share ကိုလည်းနှိပ်ပေးစီခြင်းပါတယ်။ဒုစားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကို ပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ Have a nice day.